မြန်မာနိုင်ငံမှာမသူမမိုးနိုင်တဲ့တန်း900တန်းစိနေဆွေးနေစေဆက်မင်္ဂလာပွဲကျင်းပခဲ့တဲ့စုဝေးသင်းနဲ့ဟေဝေရန်မင်္ဂလာပါပရိသတ်ကြီးတို့ရင်အခုချိန်ကမှလူပြောများနေတဲ့စေဆက်မင်္ဂလာပွဲတဝဲရှိပါရင်ဒီဝေးကတော့အားလုံးကလိုက်ပတ်ညီလို့နေလို့ချီးကျူးနေကြတဲ့မင်းသားချောဟေဝေရန်နဲ့မင်းသမီးချောလေးစုဝေးသင်းတို့ရဲ့ဒီနေ့အောက်တိုဘာလ17ရက်နေ့မှာကျင်းပခဲ့တဲ့စေဆက်မင်္ဂလာပွဲပဲဖြစ်ပါရဲ့ရှင်ဒီပွဲရဲ့ခန်းနာပုံကိုပြောရမယ်ဆိုရင်စကားလုံးနေတဲ့တောင်မှာပေါ်ပြဖို့ခက်ခဲလောက်ပါရင် ရန်ကုန်မြို့ရင်လူတီဟိုတယ်မှာကျင်းပခဲ့တဲ့ဒီစိတ်ဆက်ပွဲဟာတာမဲမင်္ဂလာပွဲတွေရဲ့အဆင့်ကိုကျော်လွန်ပြီးတော့တနာရီတွေကမင်းသားနဲ့မင်းသမီးရဲ့ပွဲတော်တစ်ခုလိုပါပဲ။ခမ်းမတစ်ခုလုံးကိုဆွစ်ဇာလန်နိုင်ငံကနေတကူတကမာယူတင်သွင်းထားတဲ့နိုင်ငံသားဖြစ်ပန်းတွေနဲ့အလားစင်ထားပြီးပန်းမှုကြီးပဲမြန်မာငွေ3000ကျော်ဘီလီယံ3လောက်ကုန်ကျခဲ့တယ်ဆိုတာနဲ့ဒီပွဲရဲ့အရှင်ဝါကိုခံမဲကြည့်လို့ရပါတယ်။ဒါပေမဲ့ဒီပွဲရဲ့အဓိကအသိအလုံးရဲ့မျက်လုံးတွေကိုဖန်ဆားသွားခဲ့ပြီးလူတိုင်းရဲ့ပါဇက်ပြားမှာပြုံမဆုံးဖြစ်နေကြတာကတော့ သူတို့မိနာဝင်စွေသည်စင်းရဲ့အလားနဲ့သူမစင်မြန်ထားတဲ့လဝေနာတွေပါပဲအထူးသဖြင့်သူမရဲ့လေတိုင်းမှာဝင်ကျွမ်းစွာနေရယူနေတဲ့စိန်ထဲမြားဆွဲထားတဲ့နေဆွဲကြီးကတော့တရားလာသူတိုင်းကိုမင်းသက်သွားစေခဲ့ပါရီစွေသည်စင်ကဒီနေ့မှာချက်တည်ရှိလာတဲ့ဘန်းရောင်မြမဝက်စုံလေးကိုဆင်ဝဲထားပြီးတော့သူရဲ့လာကဘန်းတွေကြားထဲမှာပို့ပြီးတော့ထင်ထွက်နေခဲ့ပါရီအဲ့လာကမှပို့ပြီးတော့ပြေဆုံးစေတာကတော့အစိုးရလေးဆွဲကြိုးကြီးပါဒီလေဆွဲရောတာမန်လေးဆွဲမဟုတ်ပါဘူး အရေးသေးမြန်မာဆောင်အာဖရိကစိန်တွေနဲ့ကမ္ဘာအကောင်ဆုံးလို့သတ်မှတ်ခံထားရတဲ့ကိုလံဘီယာမြို့တွေကိုသုံးပြီးအနုစိတ်ဗန်နေထားတဲ့မာစတာဘီတကူပါဒိန်းအီမီဒီရဲ့ဆိုရာဒီလေဆွဲတကူရဲ့ရတံမိုးကမြန်မာငွေသန်900ကျော်ရှိရလို့သိရပါတယ်ဟုတ်ပါတယ်သန်900ကျော်ပါဒီလေဆွဲကြီးကိုမြင်ရတဲ့တွင်ကမြန်မာနိုင်ငံမှာဒီလိုလေဆွဲမျိုးဘယ်သူမှမဝတ်နိုင်ဘူးလို့ပြောစမဲ့ပြွာလာအောင်ရှားပါပြီးတော့တံမိုးကြီးလွန်လာပါတယ်ဒီလေဆွဲကြီးကိုစင်မြန်းထားတဲ့စူပိသစင်ရဲ့ပုံစံက ငါသည်အင်းများလောက်တန်မိုးကြီးရဲ့ရတနာနဲ့ထိုက်တန်နေဆိုရဲကျက်တည်ရှိခြင်းမျိုးနဲ့ပြည့်နေနေခဲ့ပါရီဒါကယူလာစင်ခြင်းမျိုးမဟုတ်ဘဲနဲ့သူမရဲ့စင်တန်နဲ့ဟီဝရနိုမီတောင်းဆိုရဲချင်းဝအချမ်းသာမှုကိုတရားဝင်ချပြလိုက်တာနဲ့အတူတူပါပဲဇွေသစင်တရားဒီလိုမျိုးတန်မိုးပြနိုင်တဲ့လက်ဝိညာဉ်တွေကိုဝိစင်နိုင်တာကလည်းသူရဲ့ခင်မောလောင်ဟီဝရနိုမီတောင်းဆိုရဲချမ်းသာကြွယ်ဝမှုကြောင့်ဆိုတာအားလုံးသိပါပဲလူရဲ့နိုမီတာဆိုတာမြန်မာနိုင်ငံရဲ့ထိတ်တန့်စီဝါရေးလုပ်ငန်းရှင်ကြီးတွေဖြစ်ပြီးစောင့်ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးတွေကနေ ရာဘာချန်ဧကပေါင်းများစွာဒီပိုင်ဆိုင်ထားတဲ့ချမ်းသာကျဲဝါတဲ့မိသားစုတစုဖြစ်ပါသည်။သူတို့ရဲ့တွေ့ရတဲ့ချင်းမလောင်လေးတွေဒီလောက်ကြီးကျယ်ခန္ဓာရင်းလက်ဆောင်ကိုပေးရတာကသူတို့ရဲ့ချွေးမပေါ်တာရင်းတန်မိုးထားမှုနဲ့မြေတားကိုတင်ရှားပြသလိုက်တာပါပဲ။ဒီပွဲကြီးကနေတစင်းစုပြည့်တစင်းဟာမြေပညာလောကမှာသူရဲ့နာမည်ကုန်သိကောက်ကိုတင်သိပေးနေတိုင်းခဲ့တဲ့တွင်ဒီလိုအဆအဆအရာပြည့်စုံတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ထားခဲ့ရတာဖြစ်တယ်လို့ပရိသတ်တွေကဝမ်းမြောက်ဝမ်းသာမှတ်ချက်ပေးနေကြပါသည်။ကဲပရိသတ်ကြီးတို့ရော ဘန်ရဝယ်ဆောင်လေးနဲ့ချက်တည်းရှိရှိလာနေတဲ့စုပိတဲ့စင်ဟာမြမငွေတန်ခါရတယ်လဲဆွဲကြီးနဲ့လိုက်ပတ်ညီလုံးနဲ့လုံးမတင်ဘူးလားဒီလိုခံထားတဲ့စိစက်ပွဲကြီးပေါ်မှာဘလို့မြင်ကြလဲဆိုတာကွန်မန့်မှာရေးသွားပေးခဲ့ပါအောင်ရှင်